ဝိအချလွန်သွားတဲ့ဒါခါမူရကလည်းမထူးဆက်ခင်ရတော့မှဖြစ်ပြီးပွဲစားတာနဲ့မိုးရီကိုတချိန်ထိုးတိုက်စစ်ဆင်ပါလိဒီလိုပုံစံနဲ့တောင်ကြမ်းနေတုံပဲမို့ပြိသက်တွေအားရနေကြပြီးအဲအချိန်ဒါခါမူရကမိုးရီကိုထိုးလိုက်နိုင်ပေမဲ့မိုးရီကတော့ဘာမှဖြစ်မသွားခဲ့ပါဘူးတကယ်တော့မိုးရီကခံနိုင်ရှိနေတာမဟုတ်ပဲဒါခါမူရရဲ့လက်သီးတွေကသာအမရှိတော့တာဖြစ်ပြီးသူ့ကိုမိုးရီကအထင်သေးသွားပါလိ အဲ့ဒါကြောင့်တာခမ်းမှုကလည်းဒီပွဲကိုအမြန်အဆုံးသတ်ဖို့လိုအပ်နေပြီးကျောင်းဝိုင်းအလဲကနေသူစီလာဖို့စိန်ခေါ်နေပေမဲ့လူလဲမော်ရစ်ကတော့တောင်းကနေထွက်မလာခဲ့ပါဘူးမော်ရစ်ထွက်မလာတော့တာခမ်းမှုကပဲအရှိတက်ပြီးဒလက်ဆက်ထိုးပေမဲ့တချက်မှမထိုးလိုက်ရပဲပထမအချီပြီးသွားပါလိလက်သီးတွေဒလက်ဆက်ထိုးခဲ့ရတဲ့တာခမ်းမှုကတော့မောပတ်နေခဲ့ပြီးဖြစ်ပြီးနီးပြားကရေမတော့ဖို့ပြောရတာဆရာသမားကတကိုးလောက်တောင်းလိုက်ပါလိ မော်ရီဒါအချိန်ဆက်ဆွဲထားနိုင်ရင်တက်လုံကြသွားမယ်တခါမူရောလွယ်ကူစွာအနိုင်ရမှာဖြစ်လို့ပြောနေပါလိ။နောက်အချီတွေမှာလည်းတခါမူရောရဲ့တခိုက်ချက်တွေကိုမော်ရီဟာတခိုက်ရင်ရှောင်ရှားရင်းနဲ့ပဲ၆ချီမြောက်မှာတော့တခါမူရောတယောက်အခြေအနေမဟန်တော့ပါဘူး။ခွန်အားတွေကိုအလွယ်လေးဖြုံးလိုက်တာကြောင့်ပြည်သက်တွေကအော်ဟစ်နေကြပြီး တခါမူရကတော့သူပြိုင်ပွဲရဲ့ဗျူဟာကိုဖြုတ်ခွင်းပြီးသူဟာစောက်ကြံကြီးဖြစ်ကြောင်းသက်သေပြချင်တာပါဒါပေမဲ့ခန္ဓာကိုယ်တစ်ခုလုံးကပင်မနေပြီဖြစ်တာကြောင့်ခန္ဓာကခံသေးဆုံးနေခဲ့တဲ့မော်ရီကလည်းထိုက်စစ်ဖွင့်ပြီးဒလက်သက်ထိုးလာခဲ့ပါလိတခါမူရခမညာသူပြိုင်ပွဲရဲ့လက်သီးတွေကိုမြင်နေရပေမဲ့မရှောင်နိုင်ပဲဖြစ်နေကကျွလန်းဘက်မှာပိတ်ထုတ်ခံနေရပါလိ မော်ရီကဘော်ဒီကိုပြစ်ထုတ်လိုက်ပြီးနောက်တာခါမူရကလည်းကောင်းနာပြန်ထိုးခဲ့ပေမဲ့သူ့ရဲ့လက်သီးတွေကမော်ရီအပေါ်လုံးဝမထိရောက်တော့ပါဘူး။တာခါမူရအခက်အခဲနဲ့ရင်ဆိုင်ရတဲ့အချိန်တွေကိုအီဘိုမြင်ဘူးပေမဲ့လည်းဒီတစ်ခေါက်မှာတော့တကယ်ဆိုဝါလက်ခံစားချက်တွေကိုရနိုင်ခဲ့ပါလိမ့်။ တခါမူရနောက်တစ်ချိန်အထိုးခံရတော့မယ့်အချိန်မော်ရီကိုဖတ်ထားလိုက်ပါလေသူကသူအမြဲတမ်းဂုံမောင်းနေခဲ့တဲ့အကြံပေးတဲ့အရင်းစားကြီးတခါမူရဟာဒီလိုမျိုးမလုပ်ဘူးအကြောင်းအကုန်လုံးအံ့ဩနေကြရပါလေတခါမူရကတော့သူမြင်လိုက်ရတဲ့အရာတစ်ခုကြောင့်အခြားသူတွေထပ်ပို့ပြီးအံ့ဩနေရကာအီဘိုရိုးကလည်းသတိထားမိလိုက်ပါလေ WBC ကမ္ဘာဂျူနီယာမီဒယ်ဝိတ်ချန်ပီယံကြီး Brian Ho ကဂျပန်ဆော်နပွေနဲ့အတူဆုတ်ပြတ်စွာတိုက်ခိုက်နေရတဲ့တခါမူရကိုအခန့်အသားထိုင်ကြည့်နေတာဖြစ်ပါသည် တာကာမူရာတယောက်ဟောစီကနေအကြီးတွေမခွာနိုင်ပဲဖြစ်နေကြရင်မော်ရီရဲ့တဟုန်တို့ထိုးချက်တွေကြောင့်အမြင်အဆန်ကားထားလိုက်ရပါလိမ့်မော်ရီရဲ့စိတ်ထဲမှာတာကာမူရာဟာဒီထက်ပိုပြီးဆွမ်းဆောင်နိုင်တော့မှမဟုတ်လို့သူဘက်ကလုံးဝအသာစီရနေပြီလို့တွေးထားပါလိမ့်တာကာမူရာကတော့သူရုံးကန်နေရတာကိုဟောကဆော့နဘူနဲ့အတူစောက်ခွက်ကြီးဖြီးပြီးကြည့်နေရမှုဒေါသတွေတဆိုင်စိတ်ထွက်လာနေပါလိမ့်ဟောရဲ့စောက်ခွက်ကြီးကိုကြည့်မိလေပို့ပြီးတော့ဒေါသထွက်ရလေဖြစ်ပြီးမော်ရီကပါသူအနိုင်ရတော့မှဆိုပြီးပြောနေရကြောင်းတာကာမူရာလည်းရှင်ထဲမှာပောက်ကွဲနေခဲ့ပြီဖြစ်ပါလိမ့် ီပွဲကိုအနိုင်ရတဲ့သူကပဲကမ္ဘာချန်ပီယံစိန်ခေါ်ခွင့်ရမှာဖြစ်ပြီးအဲ့အချိန်ဒါခါမူရာကကောင်းတာလက်သီးတလုံးပြစ်ကြွေပေးလိုက်တော့မော်ရစ်အနေနဲ့အထိနာသွားပါရင်မော်ရစ်ကလည်းကြိုးစားလာခဲ့ရတာဖြစ်တဲ့အတွက်အလျှော့ပေးမှမဟုတ်ပဲနှစ်ယောက်သားအပြန်အလှန်ထိုးနေကြပါရင် တဖြည်းဖြည်းနဲ့တခါမူရရဲ့လက်သီးတွေကအပေါကောင်းလာပြီးမော်ရီကိုဟောရှိနေတဲ့ကျူရန်ဘန်အထိထိုးနိုင်နေခဲ့ပါလေအဲအချိန်မှာပဲငါကတခင်ကြီးတခါမူရမာမရူပဲကွာလို့ပြောရင်ဆောက်ွက်ကြီးချီးနေတဲ့ဟောဘော်ထွက်နေတဲ့ဒေါသတွေကိုမော်ရီရဲ့မျက်နှာအပေါ်ပုံချပေးလိုက်ပြီးအပြင်လုံးနဲ့လက်သီးကြောင့်မော်ရီတယောက်ကျောင်းအပြင်ဘက်ထိလွန်ထွက်သွားခဲ့ရပါလေ ကျန်တဲ့လုံးနဲ့ခေုံနဲ့အနိုင်ယူပြခဲ့ပြီး Brian Ho ကိုစိုက်ကြည့်နေရာကြောင့်ပရိသတ်တွေကလည်းကမ္ဘာချန်ပီယံကြီးကိုသတိထားမိသွားကြပြီဖြစ်ပါလိမ့်။တာခါမူရကိုအင်တာဗျူးဖို့လုပ်တဲ့အခါတာခါမူရကတော့ ဟောဟာသူ့ရဲ့ခပတ်ကိုပါမလာသေးရကြောင်သူအတွက်ပြောစရာစကားမရှိသေးဘူးဆိုကကျိုးဝိုင်းတက်ကနေထွက်သွားပါလိအဲဒါကြောင့်ကဘာရှမ်ပီယံလူပွဲကပရိသတ်တွေအတွက်မြိုင်ဆိုင်နေတော့မှဖြစ်ပြီးအဲနောက်တော့တာခါမူရာကသတင်းထောက်တွေရဲ့မေကုံးတွေကိုဖြည့်ပေးနေပါလိသူ့ရဲ့ဆိုးရွားနေတဲ့အခြေအနေမှာတော့အခုလိုတကြောပြန်အနိုင်ယူပြခဲ့တာကြောင့်တာခါမူရာရဲ့စိတ်ထဲနဲ့ခွန်အားတွေကိုအီဘိုကအထင်ကြီးမိနေပါလိပြိုင်မဲ့တယောက်ကိုကျိုးဝိုင်းအပြင်ထိရောက်အောင်ထိုးနိုင်ဖို့ဆိုတာလူစားတယောက်ရဲ့ခွန်အားမဖြစ်နိုင်ဘူးဆိုပြီးအီဘိုကတွေးမိနေပါသေးတယ် ရခိုင်မူရကတော့မော်ရီကိုကမ္ဘာချန်ပီယံအရှိရောင်တမင်ထိုးချပေးလိုက်တာဖြစ်ကြောင်းပြောနေတယ်ဘရိုင်ယန်ဟော့ရောက်လာပါသည်ဟုတ်ကဒီနေ့ပွဲမှာတခါမူရာရဲ့စွမ်းအားတွေကိုအကုန်ထုတ်မတုံရသေးဘူးဆိုတာသိနေပြီးတခါမူရာရဲ့ခွန်အားနဲ့စိတ်ဓာတ်တွေကိုလေးစားတာကြောင့်လက်ဆွဲနှုတ်ဆက်ချင်ကြောင်းပြောပါသည်။စကားကောင်းတွေပြောနေရကြောင့်အီဘိုလိုလည်းဟော့ဟာလူကောင်းတယောက်ဆိုပြီးတွေးမိနေကြပါသည်။အဲ့တော့ဟော့ကသူဒီကိုရောက်လာတာဟာဂျပန်အစားအစာတွေကိုမြည်းစားချင်လို့ဖြစ်ကြောင်းပြောတော့တခါမူရာတို့လည်းတာမန်အစားအသောက်ကိုပြောနေတာလို့ထင်နေကြပါသည်။ တကယ်တော့ဟော်စာကြည့်နေတဲ့အစားအစာဆိုတာဂျပန်အမျိုးသမီးတွေဖြစ်နေကြောင်းသိလိုက်ရတော့တာခါမူရလည်းဒေါသထွက်သွားပြီးတိုက်ခိုက်ဖို့လှုပ်တာကြောင့်ဤဘူရိုးကတားထားရပါလိမ့်တာခါမူရရဲ့ခွန်အားကိုဘသူမှမတားဆီးနိုင်ပေမဲ့ဟော်ကတော့တာခါမူရရဲ့လက်သီးကိုလက်တစ်ဖက်ထဲနဲ့ဖမ်းဆုပ်ပြလိုက်ပါလိမ့်အဲ့နောက်ဒါဟာနှုတ်ဆက်ရုံလေးပဲလို့ပြောပြီးထွက်သွားခဲ့ပေမဲ့အထဲမှာကြံ့နေခဲ့တဲ့တာခါမူရရဲ့ရှင်ထဲမှာတော့ဒေါသမီးတွေတောက်လောင်နေခဲ့ပြီးဖြစ်ပါလိမ့်တာခါမူရရဲ့ကမ္ဘာ့ရှံဘီယံပွဲနှီးစက်လာတာနဲ့အမျှပို့ပြီးတော့အလုရှုပ်တော့မှာဖြစ်ပါလိမ့် ကမ္ဘာပေါ်မှာဘောက်စားတွေအများကြီးရှိတဲ့အထက်ကမှကိုကားသာကမ္ဘာချန်ပီယံဖြစ်သွားရင်ဆိုတဲ့အတွေးနဲ့ရင်ဤပိုလို့စိတ်လှုပ်ရှားနေကြရပါလိမ့်အဲအချိန်ဖူဂျီရောက်လာပြီးဂျပန်အမျိုးသမီးတွေကိုစော်ကားခဲ့တဲ့ဟုတ်တခါမှုရအချိန်မုံပြစ်နိုင်ဖို့မျှော်လင့်ထားကြောင်းပြောပြပါသည်။အီဘိုကလည်းတခါမှုရအနိုင်ရမှဆိုပြီးအကျွမ်းမဲ့ရှင်ကြီးထားပေမဲ့ဖူဂျီကဟော့ရက်ပွဲတွေကိုဖွင့်ပြတဲ့အခါအံ့ဩမင်သက်သွားကြရပါသည်။ဟော့ကလည်းသူ့ရဲ့ပြိုင်ပန်းနှစ်ယောက်ကိုကျောင်းဝိုင်းအပြင်ဘက်ထိရောက်အောင်ထိုးပစ်ခဲ့ပူးပြီးသူ့ရဲ့ပါရမီတွေဟာလည်းကမ္ဘာအဆင့်မှာရှားပါလွန်ပါသည်။ ကမ္ဘာချန်ပီယံတအုပ်ဖြစ်တဲ့ရီကာဒိုနဲ့တက်ခိုက်မှုတဲ့အီဘုအတွက်တော့ရီကာဒိုရဲ့ဘောင်းစတိုင်ကထပ်မြတ်ပြီးတော့အမှုပညာဆန်ပါလေ။ဒါပေမဲ့ဟော့ယက်စတိုင်ကတော့ကွဲပြားနေခဲ့ပြီးတိုက်ပတ်နည်းပြခက်တဲ့ဘောင်းစပုံစံနဲ့လုံးဝစန့်ကျင်ဘက်ဖြစ်နေပါလေ။သူ့ရဲ့တော်ရန်တရိတ်ဆန်တကောင်လို့အာယုံခံနိုင်တဲ့ဗီဇာ၊မွေးရပါခုခံနိုင်စွမ်းနဲ့ထင်မော်ကြော်ကြားလို့စိတ်ပြင်းပြမှုတွေကိုပေါင်းဆက်ပြီးတော့ကြိုင်မဲ့တိုင်းကိုချိန်မောပြစ်နိုင်ခဲ့ပါလေ။ ဘယ်အရာနဲ့မှမတူညီပဲပုံစံမရှိတဲ့ဟောရဲ့ဘောဇစ်စတိုင်ကိုအရင်စံတယ်လို့ပြောလို့ရပြီးဘလို့အနေအထားမျိုးကားနေမဆိုခေဝထိုးချက်တွေထိုးနိုင်တဲ့အပြင်အခွင့်အရေးတွေကိုလည်းအမိအယဖမ်းဆုပ်နိုင်ပါသည်ဟောရဲ့လက်နက်ကဘာလဲဆိုပြီးမေးရင်သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကလက်နက်ဖြစ်ကြောင်းပြောနိုင်ပြီးဂျပန်မှာတာခါမူရာကအရင်အဆန်ဆုံးဆိုရင်ဟောကတော့ကမ္ဘာအရင်အဆန်ဆုံးလူစားတစ်ယောက်ဖြစ်နေတာကိုအီဘိုတို့သိလိုက်ရပါသည် ်တခါမူရနဲ့ဟော်ရိုရဲ့တမဆိတ်တွေကတူညီတယ်လို့ပြောလို့ရနိုင်ပြီသူတို့ရဲ့အနေအထားတွေသာပြောင်းပြန်ဖြစ်သွားရင်တခါမူရကလည်းအမေရိကဆော်လွေတွေကိုစားခြင်းနဲ့ဆိုပြီးပြောရင်ပြောနေနိုင်ပါသည်အဲအချိန်ခီမူရနဲ့အာဟိုခီတို့ကတခါမူရအတွက်စိတ်ပူပြီးဘသူအနိုင်ရမလဲဆိုတာဝေခွဲရခန့်နေကြရင်ရန်ထဖြစ်ကြပါသည်သူတို့တောင်ရောက်လုံးဟာတာခါမူရနဲ့တွဲဆောင်ခဲ့ရလို့ဘာဇင်လောကထဲကိုရောက်လာခဲ့ကြတာဖြစ်တာကြောင့်တာခါမူရအပေါ်ကျေးဇူးတွေရှိနေပါသည် အဲ့ဒါကြောင့်ဤဘူဟာသူတို့ဟာတာခါမူရအတွက်ဂုံယူတင်ပြီးတာခါမူရဟာကမ္ဘာချန်ပီယံခပတ်ကိုရယူနိုင်လိမ့်မယ်ဆိုပြီးယုံကြည်ထားတဲ့ကြောင်းပြောပါရီးအဲ့အခါမှာတော့အာဟုခိနဲ့ခိမူရတို့လည်းရန်ဖြစ်တာရှက်လိုက်ကြပြီးသူတို့ကိုအောင်မြင်မှုတွေနဲ့ဆက်လုရှာမှုတွေခံစားခွင့်ရအောင်တာခါမူရကလမ်းပေါက်ပေးခဲ့တယ်ဆိုတာကိုတွေးမိနေပါရီး ဲဒါကြောင့်တာခါမူရာကိုကမ္ဘာ့ချန်ပီယံဖြစ်စေချင်ကြပေမဲ့ဤပိုကသူတို့အတွက်တာခါမူရာဟာလေးစားရတဲ့သူဆိုပြီးပြောတဲ့အခါမှာတော့အာအိုခီရိုရဲ့လေးစားရမဲ့လူစည်ရဲနဲ့မှတာခါမူရာမပါခဲ့ပါဘူးသူတို့ကတာခါမူရာကြောင့်ဘောင်းစင်းထိုးပစ်ခဲ့တာဆိုရင်တာခါမူရာကရောဘာကြောင့်ဘောင်းစင်းထိုးပစ်ခဲ့ရလဲဆိုတာသိချင်မိသွားကြပါလိမ့်အဲ့ဒါကြောင့်တာခါမူရာရဲ့အိမ်ကိုလိုက်သွားကြတဲ့အခါအမျိုးသမီးတစ်ယောက်ကိုတွေ့လိုက်ရတာကြောင့်အံ့ဩသွားခဲ့ကြရပါလိမ့်